အားလုံးပဲမင်္ဂလာပါဘောလုံးချင်းမီကိုရင်းနေကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးရနဲ့အားလုံးကိုကြိုဆိုရဲပေါ့နော် England Premier League ပွဲစဉ်14ဒါမြန်မာစံတော်ချိန်ည9:00နာရီမှာကစားမယ်ပေါ့နော်ဒါဘုံမောက်အတင်းနဲ့ Everton အတင်းတို့ပွဲစဉ်ကိုပွဲချုပ်တုံးနဲ့ပြီးကျင်တယ်ပေါ့နော်ဒီပွဲစဉ်မှာဘုံမောက်က level 60နဲ့ဂိုးပေါင်းချင်းနှလုံးကို40ရှုံးနေပါတော့ဖွင့်ထားတယ်ပေါ့နော်ဒါအနားနေလာတာခြေတွေကကစားနေဆိုတော့ ဒါမှမဟုတ်ဖြစ်နိုင်တယ်ပေါ့နော်ဒါဘုံမောင်ဖက်မှာဒါအဓိကပြောချင်တာကစားသမား၃လောက်လွဲချော်ဖို့ရှိတယ်ပေါ့နော်ဒါစန်စီတို့ books pink cooks ပေါ့နော်ဒီကစားသမားတွေပေါ့နော် cook ဆိုလို့ရှိရင်ဒါအနီကမိထားတယ်ပေါ့နော်သူကတော့ဒါအင်္ဂလန်ကစားသမားဖြစ်ပါတယ်ဒါကွင်းလေရပေါ့နော်ပြီးလို့ရှိရင်ဒါစန်စီကတော့ဒါအာဂျင်တီးနားပေါ့နော်ဒါခံစစ်ကစားသမားဖြစ်တယ်အဝကငါကပြေးသွားတယ်ပေါ့နော် နောက်တူကတော့ David Books Booker ဆိုတဲ့ကစားသမားတယောက်ရှိတယ်ဒါအဝေးလ်စ်ကဖြစ်တယ်ပေါ့နော်သူကလည်းကွင်းလေကွင်းလေကစားသမားနှစ်ဦးလုံးတန်းရှိရပေါ့နော်ပွဲပဲပေါ့ဗျာတစ်ဖက်က Everton ကိုကြည့်လိုက်မှဆိုရင် Everton မှာတော့ဟိုတနေ့ကရန်ပစ်ထားတယ်ပေါ့နော် Ghana ကြီးလာဒီ Ghana ကြီးမပါဘူးပေါ့နော်ကျွန်တော်ကစားသမားတွေကတော့တည့်ကြီးမကြည့်ဘူးပေါ့နော် ဒါ table မှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဘုံမောက်အတင်းကအစင်း7မှာရှိတယ်။အဘတန်အတင်းကအစင်း7မှာရှိတယ်။ဒီနှစ်တင်းရဲ့ကွာခြားမှုကတမတ်ထဲပဲပေါ့နော်။ဘာမှကွာခြားမှုကမရှိဘူး။ဒါပေမဲ့ဒီမှာတစ်ချက်သတိထားမှာဒါဘုံမောက်အတင်းကဒါအဒီယာဒီ Premier League 73မှာဆိုပြီး၄ဝက်ပဲရှုံထားတယ်ပေါ့နော်။ဒါ Type ကက22ကိုရတယ်၊ Pego က23ကိုခံစစ်မကောင်းဘူးပေါ့နော်။23ကိုကခံစစ်များနေတယ်။အဘတန်ကျတော့ပြန် Type က14ကိုရပြီးမှ ပေကူက18ကိုပေါ့နော်3ကိုပို့နေတယ်ပေကူကပုံများနေတယ်ဆိုတော့ဒီမှာဘုံမအတင်ရတာ short ထားတဲ့အင်ငွင်းပွဲစဉ်ကိုကြည့်လိုက်မှာပေါ့နော်အင်ငွင်းပွဲစဉ်တည်နှံ့မယ်ကြည့်လိုက်မယ်ဒါသူ short ခဲ့တာအရော move ကို1စီးနိုင်တယ် brighton 2-1 fulham 3-1 forest 2-0ဆိုမှဒါအင်ငွင်းမှာတော့တော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်လက်ရှိအချိန်ဒီပေါ့ဗျာသူနိုင်ထားတဲ့အတင်တွေကတော့ဒါ wolf တို့ဒါ brighton တို့ဆိုတာ brighton fulham 3-1 ပြင် forest ဘောနတကယ်အတင်းကြီးတွေဆိုလို့ရှင်เนาะ Newcastle တည်း short ထားတယ်။ဒါပြီးခဲ့တဲ့တစ်ခေါက်ကလည်းဒါ Westmina တက်ကိုတူတူကြားထားတယ်ဗောနော်။လက်ရှိ Gara Fan ကိုကြည့်ပါလို့ပြောလို့ရှင်เนาะလုံးဝမကောင်းဘူးဗောနော်။နောက်ဆုံးသူ short ထားတဲ့၄ဘွဲလုံးတို့ဒါ၃ဘွဲရှုံး၃ဘွဲတည်းဗောနော်။ခန်းစစ်ကတော်တော်လေးဆူဆူဝါးဝါးဖြစ်နေတယ် Aston Villa ကို၄လုံးပေးတယ်။ Man City ကို၃လုံးပေးတယ်။ Sunderland ကို၃လုံးပေးတယ်ဗောနော်။အဲစစ်ကလည်းဂူးတွေပြန်ရတယ်ဗျာ။ သူတွေးထားတာတွေကလည်းဒါနောက်ဆုံးဒီလေးပွဲမှာနောက်တဲ့ရှုံးထားတဲ့ဆော့ထားတဲ့ပွဲစဉ်လေးပွဲမှာဆိုရင်သူတွေးထားတာလည်း Man City B လာဆိုတော့အတင်းကြီးတွေပါနေတယ်ပေါ့နော်အဲတစ်ဖက်က Everton ကိုကြည့်လိုက်မှာဆိုလို့ရှိရင် Everton အတင်းကဒါသူ့ရဲ့လက်ရှိဒါ Carabao ဝင်ထိုင်ပြီးကြည့်လိုက်မှာဆိုတော့နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးသူတို့နောက်ဆုံးရှုံးခဲ့တာတော့ဒါအင်ကွဲမှာ Newcastle 4-1ဆိုတဲ့ရလနဲ့ရှုံးထားတယ် တို့ရဲ့တိုက်စစ်ကနောက်ဆုံး၄ဘွဲမှာ၄ဘွဲလုံးဂူရီရထားတယ်အဲ့ဒါနော်စန္နလန်11ဂျာဘောနပင်ဖူလမ်2ဇီဖူလမ်9နဲ့ဘောနမိုင်းယူ1ဇီနဲ့9နဲ့နျူကာဆယ်4 1နဲ့ရှုံးတယ်တိုက်စစ်က၄ဘွဲမှာ၄ဘွဲလုံးဂူရရတယ်ပင်ဂူအောက်က3ဘွဲကြာထားတယ်ဘောနဒါအဝေးဝင်းကာရဖောင်ဒီအဝေးဝင်းရဲ့တီတန်ကာရဖောင်ကိုပဲကြည့်လိုက်မှာဆိုလို့ရှင်တော့တို့ဒါစန္နလန်11ဆော့တယ်မိုင်းယူ1ဇီနဲ့9ထားတယ်ဘောနော် ဒါအဝေးကွင်းမှာဆိုလို့ရှင်မစိုးဘူးဘောနော်တိုက်ဆက်ကဂိုးတွေရတာတွေ့ရတယ်ဒါဘလိုနေရာတွေမှာလဲဆိုကျွန်တော်ဝူးဒါလီဗာပူးဘောနော်သူဂိုးမရတာမန်စီးတီးတရေမဲ့ရှိတယ်ဘောနော်ဘုံမောက်ဖက်မှာဒါကစားသမားတွေကဒါဒဏ်ရာတွေရှိဟာပွဲပန်ဒဏ်တွေရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော်တော်လေးသတိထားပြီးစွာရမှာအနေထားမျိုးမှာဖြစ်နေတယ်ဘုံမောက်ကလည်းဒါလက်ရှိဘလိုပဲဖြစ်နေနေပါညနာတော့ညနေဒါမဲ့ခံစစ်ကလည်းပေါ့နေတာဘောနော်အိမ်ခွေးမှာဆိုတော့တော်တော်လေးသတိထားပြီးစွာလာမလို့ထင်တယ် เอบาดาเนี่ยอวีเวนปวยเนี่ยแหละถ้าตลอดเมี้ยๆกูเอาดีจีไปจ่าถ่าละตุยอ่ะเลยบ่นะจังเนาะลีตูไนเต็ดกูกูเอามันซิตี้กูกูเอาซานาลันกูเอาแมนยูกูเอาไอ้ลูกสอถ่าละบ่นะอีปวยเสมาดา တအဘတန်အတင်းကိုနိုင်ထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်နောက်ဆုံးသူတို့ဆော့ခဲ့တဲ့နှစ်ချိန်လုံးလည်းဂိုးအောက်တီကြထားတယ်ဆိုတော့ဒီတစ်ချိန်တော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာပြီးရင် boosting to score yes ပေါ့နော် boosting to နှစ်တင်းလုံးဂိုးတွဲမဲ့ဘုံပေါင်းနောက်တာမကောင်းဘူးအဘတန်တကူရပါပေါ့နော်2-1လောက်ဖြစ်မှလို့ထင်တာကျွန်တော်ဘုံမပေါ်ဒီကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ညီကိုကစားမယ်ဆိုရင်တော့တက္ကစားသမား3လောက်ကကွင်းလာကစားသမား2ဦးပေါ့နော်ဒါလွဲချော့မယ်ဒါတစ်ချက်လေးချင်းချင်းပေါ့နော် ကျွန်တော်တို့ဘုံမောက်ရဲ့ voting to score yes ရဲ့ပေါ့နော်ဘုံမောက်အပေါ်ရဲ့ဒီ၃ခုကြိုက်ပါတယ်နောက်တစ်ပွဲကကျွန်တော်ရွေးချက်ထားတာ Fulham နဲ့ Man City တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် Fulham ဆိုလို့ရှိရင်တော့ကျွန်တော်ညီကိုရဲ့အကလုံးတည်ပြီးသားအတိုင်းပဲအင်ကွင်းမှာခြေလုံးကမရှုံးထားတဲ့အတင်းတင်းပေါ့နော်ဒါ Man City အတင်းကတလုံး30နဲ့ကိုပေါင်းကြီး360အစားဆုံးမှာပေးထားတယ်ဗောနော Man City ကတော့ဒီဟာဒီအစင်းနဲ့မှာရှိတယ်ဗောနော်အတူရဲ့ type set ကတော့တော်တော်လေးကောင်းပါတယ် စီဒီအတင်73ဝက်ဆော့ထားတာနေဝက်ရှုံထားတယ်29ခုရတယ်ပေကု72ခုရှိမှဆင်းနေမှာရှိတယ်ဗောနော်ဖူဟန်အတင်းကတော့ဒါကြည့်တယ်မယ်ဆိုလို့ရှင်တော့73ဝက်ဆော့တာ9ဝက်နဲ့9ဝက်တည်6ဝက်ရှုံတိုက်စစ်က15ခုရတယ်ခံစစ်က16ခုပေးထားတယ်ဗောနော်ဒါခံစစ်တော်တော်လေးစကားပြောတယ်တိုက်စစ်ကတော့ဂူရီရနေတွေ့ရမှာဗောနော်အဒီနှစ်တင်းဒါဆော့ထားတဲ့ဒါပွဲစဉ်လေးတွေကျွန်တော်လေ့လာကြရအောင်ဗောနော် ဖူဟန်အတင်းကတော့ဒါအိမ်ခွဲမှာဆိုလို့ရှိရင်လုံးဝခြေမရှုံထားဘူး။မန်ယူကို1-1နဲ့ခြေအောင်လဲ၊လီဒ်ယူနိုက်တက်ကို1-0နဲ့ခြေအောင်လဲ၊ဂရန်ဖို3-1နဲ့ခြေအောင်လဲ၊အာဆင်နယ်ကို0-1နဲ့ရှုံးလဲခြေမရှုံဘူး။ဝူဖ်ကို3-0နဲ့နိုင်တယ်၊ဆန်ဒလန်က1-0နဲ့နိုင်တယ်။အိမ်ခွဲပွဲစဉ်နဲ့ထိုင်ကြည့်လိုက်မယ်ဆိုရင်အကုန်လုံးဒါ goal out တွေကြီးပဲကျထားတာကဒါ၄ပွဲရှိရပါတော့5ပေါ်နှစ်ပွဲရှိတယ်အဲ့ဒါ brand phone နဲ့ပွဲရေ wolf နဲ့ပွဲရေဒါ wolf နဲ့ပွဲရေ wolf နီးသွားလို့ မနေဘူးဆိုတာလည်းကိုယ်ကဖြစ်ဖြစ်မှာပေါ့နော်အဲတပတ်ကလက်ရှိဒါဆိုလို့ရှိရင်ကျွန်တော်ကာရဖောင်ကြီးလိုက်အောင်ပေါ့နော်ခုဟာအတင်းကကာရဖောင်ကြီးမှာဆိုရင်တူ9ဘွယ်နောက်ဆုံး9ဘွယ်မှာဆိုရင်3ဘွယ်နိုင်2ဘွယ်ရှုံးအရှုံးထားတာနောက်ဆုံး9ဘွယ်မှာနျူကာဖေအဝေးဘွယ်မှာရှုံးတယ်အဝေးဘွယ်မှာအဘာတောင်ရှုံးထားတယ်ပေါ့နော်ဒါအဝေးဘွယ်ရှုံးဘွယ်တွေပြောတာပါဒီ9ဘွယ်မှာဆိုရင်လည်းကိုဖောင်အပေါ်ကြားထားတာ3ဘွယ်လောက်ရှိတယ်ပေါ့နော်အဲ့ဒါကစပါးနဲ့2 1နိုင်တဲ့ဘွယ်ရဲ့ ဒါအဲ့ဒီဂိုးသမားအမားလို့လို့ရှုံးသွားတာပါစပါပွဲလေဒါပြီးလို့ရှိရင်မြူးကဆယ်ကို2-1နဲ့ရှုံးတဲ့ပွဲရယ်အဒီပွဲတွေကပြီးလို့ရှိရင်ဖူအန်ကိုအဝူဖ်ကဝူဖ်ကို3-0နဲ့နိုင်တဲ့ပွဲရယ်ပေါ့နော်ဒီပွဲ3ပွဲရှိမယ်ပေါ့နော်တတိတော့ထားရမှာဗျာသူ့ရဲ့တိုက်စစ်ကလည်းဒါဒီ9ပွဲမှာမနက်လက်ရှိကာရာဖောင်9ပွဲမှာဆိုလို့ရှိရင်၄ဝတ်တတိဂိုးတွေတောင်ထည့်ထားတာတွေ့ရတယ်ဘက်ကမန်စီးတီးအတင်းရတာကလရှိကာရာဖောင်ကိုကြည့်မယ်ဆိုရင်သူကတော့အဆုံဆော့နေရတယ်ဆိုတော့ Champion League တွေရောဆုံးနေတာပဲဒါမှခံစစ်ကတော်တော်ချတယ်ခံစစ်တူရကာရာဖောင်၅ပွဲမှာဆိုရင်၃ပွဲနိုင်မပွဲရှုံးခံစစ်ကတော့မုံကိုတကူပေးတယ်နျူကာဆယ်ကိုဒါငကူပေးတယ်ပြီးရင်လီဗာကူဆန်ကိုငကူပေးတယ်လစ်ယူနိုက်တက်ကိုငကူပေးတယ်ဗျာဒါပြီးလို့ရှိရင်သူဆော့ထားတဲ့ဒီ၅ပွဲမှာနောက်ဆုံး၅ပွဲမှာ၄ပွဲတိတိတာမှာဒါဂိုးပေါင်းအပေါ်ဖြစ်ထားတာလည်းတွေ့ရတယ် ပရီးမီယံလစ်မှာဆိုလို့ရှိရင်အဝေးဝင်းလက်ရှိကာရာဖောင်မှာထိုင်ကြည့်လိုက်မှာဆိုရင်တိတ်တော့စိတ်ချရမှာမပအောင်ပေါ့နော်။ဒါနှစ်ပွဲနိုင်တပွဲတည်းသုံးပွဲတောင်ရှုံးထားတယ်ဗျာ။တော်တော်လေးသတိထား။အဝေးဝင်းသုံးပွဲထပ်ရှုံးမှာလား။အဝေးဝင်းမှာတည်ကြသွားနိုင်လားဒါတော့ကျွန်တော်သတိထားပါပေါ့နော်။ခံစစ်ကာရာတောက်လျှောက်ဂူးတွေပေးထားရတယ်ပေါ့နော်။ဒါအဝေးဝင်းကာရာဖောင်စောထားတဲ့၅ပွဲကိုကြည့်မှာဆိုလို့ရှိရင်နျူကာဆယ်ကိုငကူးပေးတယ်၊ဘီလောင်တကူးပေးတယ် အာဆင်နယ်ကိုတကူပေးတယ်သူလည်းအတင်းကြီးတွေ short ထားရတယ်ဆိုတော့ဗောနော်နောက်ဆုံးသူတို့ရှုံးခဲ့တာဒါ Brighton နဲ့ဖြစ်တယ်ဗောနော် Brighton နဲ့ရှုံးထားတယ်ဆိုတော့အဆင်လာပိုင်းကိုကြည့်မယ်ဆိုရင်တော့အများအားဒါ City ရဲ့အတင်းကပဲအတားကြီးရယူလေးရှိတယ်ဒီအတင်းနဲ့တွေ့ဗောနော်ပြီးလို့ရှိရင်ဒီ line up မှာကြည့်လိုက်မှာဆိုလို့ရှိရင်ဒါယန်နဲ့ပွဲဘက်မှာဆိုရင်လည်းဒါဖူဖူဟာအတင်းဘက်မှာဆိုရင် Robertson တို့ Munoz တို့ရှိမှာဗောဗျာ Man City မှာဆိုရင်တော့ဖေရီတူတူမရှိတော့ဗောနော်သူလည်းစုံလာနိုင်တယ် ဒီပွဲစဉ်နဲ့မျိုးတော့တို့အနိုင်တော့ကန်သွားမလို့ထင်တယ်ဗောနော်ပြီးထားတဲ့ကြီးကတော့နည်းနည်းပြော့တယ်အောင်အောင်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကဒီပွဲစဉ်မှာဗောနော်မန်စီးတီးဘော်ဒီပဲကျွန်တော်ကြိုက်ပါတယ်ဟူအန်ကြေးအောင်တာများနေပြီဗောနော်အင်ဘွဲမှာတတီချိန်တော့တည်မလို့ထင်တယ်ပင်ကူမောင်းအောက်ကိုကြိုက်ပါတယ်နောက်တစ်ပွဲကလည်းဒါမြန်မာစံတော်ချိန်ဒါနှစ်နာရီ45မှာကစားမယ်နျူကာဆယ်နဲ့တော်တန်ဟမ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် တတန်ဟန်အတင်းကတော့ဒါတိတဲ့အတိုင်းပဲတိုက်စစ်ကတော့တော်တော်ကောင်းတယ်ခံစစ်ကတော့စုပ်ပြတ်တန်းတယ်ပဲဒီမှာနျူကဆရာတလုံး90နဲ့ကိုပေါင်းကြီး390လောက်ထုံမှာပေးထားတယ်ပေါ့နော်ဇေယယတိမူကတော့အတူတူပဲ session match တူတယ်ဒါအင်းရှင်နျူကဆရာတော့73ဝန်းဆော့ထားတယ်ပေါ့နော်9ဘွဲ့နိုင်3ဘွဲ့တည်9ဘွဲ့ရှုံးရာကို18ကိုပေးကို16ကိုတဖက်ကအဝေးခွင့်အတင်းဖြစ်တဲ့စပါးအတင်းကလည်း9ဘွဲ့နဲ့3ဘွဲ့တည်9ဘွဲ့ရှုံးတိုက်စစ်က22ကို ပေကူက16ခုဒီနဲ့တင်ကြားထဲမှာတိုက်စစ်ခံစစ်ညရပေါ့နော်ကြည့်ရမလို့နော်အဲဒီ new gas ရဲ့အတင်းအတိုင်းအိမ်ဝင်ကာရဖောင်မှာကျွန်တော်တို့ထိုင်ပြီးကြည့်လိုက်မှာဆိုလို့ရှင်တော့ new gas ရဲ့အိမ်ဝင်မှာဒါ6ဝဲဆော့ထား၄ဝဲနိုင်တဲ့ပွဲရှုံပေါ့နော်စပါအတင်းအတိုင်းအဝေးဝင်ကာရဖောင်ကြည့်လိုက်မှာဆိုလို့ရှင်တော့သူအဝေးဝင်မှာဆိုအဆင့်3မှာရှိတယ်6ဝက်ဆော့ထားတယ်4ဝက်နိုင်တပွဲတည်းတပွဲနဲ့ရှောင်းထားတယ်စပါအဝေးဝင်ကောင်းတယ်လို့ပြောရမှာပေါ့နော်အရှိ ဒါကြည့်တယ်မဆင်အဝေးဝန်းကောင်းတယ်လို့ပြောရမှာပေါ့နော်ယူကဆက်အတင်းရတာအိမ်ခွဲမှာသူဆော့ထားတဲ့ပွဲတွေကိုကြည့်လိုက်ရမှာပေါ့နော်ကာရာဖောင်တွေကြည့်ကြရအောင်ပေါ့နော်အိမ်ခွဲကာရာဖောင်မှာဆိုရင်တော့ဒါသူဆော့ထားတဲ့အိမ်ခွဲပွဲ၅ပွဲမှာ၄ပွဲနိုင်တပွဲရှုံးထားတယ်ပေါ့နော်သူနိုင်ထားတာမန်စီးတီးတို့ဖူဟန်တို့ forest ဘောနာပြီလို့ရှင် wolf wolf ကတော့သူ့အတွက်လဲပါတယ်လို့အတင်းတွေကိုနိုင်ထားတယ် ပြီးလို့ရှိရင်ဒါ premium list မှာဆိုရင်တော့ဒါအဝေးဝင်းနှစ်ပွဲရှုံးထားတဲ့ brand food တို့ WhatsApp United တို့ပေါ့နော်ဒီမှာပေါ့နော်ဒါ Newcastle ကိုတစ်ခုတတိထားမှာကတဲ့ premium list ပြိုင်ပွဲဆိုတော့နောက်ဆုံး6ပွဲဆက်ကိုသွင်းခံထားတယ်အစပါတဲ့အတချာပေါက်ကိုသွင်းမှာတည်တဲ့တချာပေါက်တွင်မှာ WhatsApp ကို၃လုံးပေးထားတဲ့အဝေးဝင်းမှာပေါ့နော် brand food ကို၃ခုပေးတယ်အိမ်ဝင်းမှာဆို Fuhan တို့ပြီးလို့ရှိရင်ဒီ Brighton လို့ပြီးလို့ရှိရင် Man City လို့ဒီလိုအသင်းတွေအကုန်လုံးသူ goal တွေပေးထားတယ်ပေါ့နော်လက်ရှိကာရာဖောင်ကတော့တော်တော်လေးကောင်းတယ်လို့ပြောရမှာဗျာအင်္ဂွင်းကာရာဖောင်ကတော့တော်တော်လေးမဆိုးပါဘူးတော်တော်လေးကောင်းတယ်ပေါ့နော်ဒီဘက်ကစပါအသင်းကိုကြည့်မှဆိုလို့ရှိရင်တော့စပါတော့ကာရာဖောင်တော်တော်ဆိုးနေတယ်ပေါ့နော်အဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်းချန်ပီယံလိအသင်းဖြစ်တဲ့ကိုဘင်ဟေဂင်တည်င်းထဲကိုဝယ်နိုင်ထားတယ်မန်ယူကို တည်ချတဲ့ Arsenal ကိုရှုံးတယ် PSG တူရတဲ့တော့အတင်းကြီးနေတွေ့ထားတာဆိုတော့အဲ့ဒီဖူဟန်နဲ့ပွဲမှာအဲဂိုရမအမန်လို့လည်းဆုံးသွားတယ်နော်မင်းဒီမိုင်းနဲ့ပွဲမှာလည်းသူတို့နိုင်ရတက်ပါတယ်နော်ဒါသူတို့မနိုင်ခဲ့ဘူးအဝေးခွင်းပဲထိုင်ပြီးကြည့်လိုက်မှဆိုရင်တော့ Premier League မှာမဆိုးဘူးဗျအဝေးခွင်းမှာဆိုလို့ရှိရင်တော့ Man City ကိုနိုင်တယ်ပါစမုန်နိုင်တယ် Leeds ကိုနိုင်တယ် Everton ကိုနိုင်တယ်ဒီလိုဆော့ခတ်တဲ့အတင်းတွေကိုနိုင်ထားတဲ့ပွဲတိုင်းလို့လို့ကိုးရီထဲထားတယ်ဘူးမထဲတဲ့ပွဲမရှိသလောက်ပဲသိကြတယ် ဒီနှစ်တင်းညမှာကျွန်တော်တို့ bodily score ဖြစ်ဖို့များလာပြီပေါ့နော်ဘူကဆယ်လည်းအိမ်ဝင်ကောင်းလာနေတော့ဒါအစင်လာပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်အများအားညူကဆယ်အတင်းကပဲအသာစီးရယူလေးရှိတာလည်းတွေ့ရတယ်ပေါ့နော်သူ့အိမ်ခွဲမှာစပါတဲ့ဟာဒါတော်တော်နဲ့ဟုတ်ဒါမမခက်ခဲတယ်ပေါ့နော်ဒါရန်နဲ့ပွဲပွဲပိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါ new card ဖက်မှာဆိုရင်တော့ဒါထွေထွေထူးထူးအဲ့လောက်တော့မရှိပါဘူးเนาะတယောက်ပဲရှိမှန်းဒါ brand brand ဖိုးကတော့ဝယ်ထားဝယ်စားတယောက်တော့ပဲရှိမယ်ပေါ့နော် စပါအတဲမှာကြည့်လိုက်မှာဆိုရင်တော့စပါအတဲဖက်မှာဆိုလို့ရှိရင်တော့ဒါခံရစ်မှာဆိုလို့ရှိရင်ဒါဒါကူဆန်တို့ပေါ့နော်ဘဆူးမားတို့ဒီကစားသမားတွေမပါဘူးပေါ့နော်ကလူဆက်စကီးတို့ဂျိမ်းမက်ဒဆန်တို့ကျွန်တော်ထင်တယ်လူကတော့စုံလာနိုင်ပါတယ်စပါအတဲနဲ့ဝိုင်းစပ်ပေါက်ကြီးတွေမှာတော့အင်ရှင်အတဲအနိုင်ကိုပြား90တေးကို၄စပေါ့နော်ဒါအဝေးဝင်းအတဲအနိုင်ကို90နီးပါတော့ပေးထားပါတယ်ဗျာ ဒီပွဲစဉ်မှာကျွန်တော်နျူကာဆယ်လည်းအင်္ဂွန်းကောင်းတဲ့အတွက်ပေါ့နော်နျူကာဆယ်ဘောဒီပေါ့နော်ပြင်ဂိုးပေါင်းက390နိုင်ပြေးထားတယ်ဒီနှစ်သင်းတွေ့တာနဲ့အပြန်အလှန်ဂိုးတွေထဲတာတဲ့အတွက်ဒါဂိုးပေါင်းအပေါ်ပေါ့နော်ဂိုးပေါင်းအပေါ်300ကြီးကျွန်တော်ကြိုက်ပါတယ်ပြီးလို့ရှိရင် minus ပဲရိုက်မယ်ဆိုရင်တော့ booting loop score ရဲ့ CIG ပေါ့နော်နောက်ထပ်တစ်ပွဲကဘာစီလိုနာနဲ့ Atletico ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါနှစ်သင်းလုံးတအားကောင်းတယ်ပေါ့နော်ဘာစီလိုနာလည်းအင်္ဂွန်းကတော်တော်ကောင်းတယ်ဗျာ ဒါစပိန်လာလီဂါပွဲစဉ်ဘယ်လောက်လဲဆိုလို့ရှိရင်တော့19ဖြစ်တယ်ပေါ့နော်ဘာစီလိုနာအဆင့်တနဲ့အတီကိုအဆင့်လေဒါဒီပွဲကဘာစီလိုနာနိုင်ဖို့အရင်အရေးကြီးတဲ့ပွဲပေါ့နော်ဒီဘက်ကရီယယ်မက်တစ်ကလည်းရှိသေးတယ်ဒီပွဲစဉ်မှာတော့ဘာစီလိုနာတလုံး60နိုင်ကိုပေါင်းကြီး3လုံး40ဘာစီလိုနာတလုံး80နိုင်80နိုင်ဖြစ်လို့ရှိရင်တော့ဘာစီလိုနာထိုင်တဲ့နေတဲ့နေပေါ့နော်80 90ရပေါ်ပိုင်းမှာဆိုလို့ရှိရင်တော့နိုင်ဖို့များတယ်ပေါ့နော်60တော့တိတ်ဆိတ်မချရဘူးထင်တာပဲဒါ ဒီဘက်မှာဆိုလို့ရှိရင်ဘာစီလိုနာအတင်းကဒါ14ပွဲဆော့ထားတယ်ပေါ့နော်17ပွဲနဲ့2ပွဲတည်း2ပွဲရှုံးတိုက်စစ်က39ကိုရတယ်ပေးကူက16ကို80ကိုကအဆင့်၄မှာရှိတယ်9ပွဲနဲ့4ပွဲတည်း2ပွဲတည်းရှုံးထားတယ်ပေါ့နော်ရကူ29ကိုပေးကူ17ကိုဆိုတာတော်တော်နည်းတယ်ပေးကူ17ကိုဆိုတာတော်တော်နည်းတယ်ပေါ့နော်ဒါလေးရတစ်ချက်သတိထားမယ်ဘာစီလိုနာအတင်းကအိမ်ခွင်မှာရှုံးခွင့်မရှိသေးဘူး9ပွဲလုံးနိုင်ထားတဲ့တည်ရေမရှိဘူး တိုက်စစ်က23ကိုရိုက်ပြီးကို၄ခုတည်းပဲရှိတယ်ဒါနဲ့ကျွန်တော်ညီကိုလေးဒါမှတ်ထားရမှာပေါ့နော်အတီကိုကလည်းအဝေးခွင့်မှာ6ဝက်ဆွဲထားတယ်9ပွဲနဲ့3ဝက်တည်းတပွဲတည်းရှောင်းထားတယ်ပြီးကိုတအားနေတယ်ရကို9ခုပြီးကို9ခုတည်းပြီးထားပါတော့တော်တော်ကြီးကောင်းပြီပေါ့ဗျာအဲကျွန်တော်ညီကိုလေးဒီပွဲစဉ်မှာတော့ line နဲ့လေတော့နည်းနည်းကြီးဆိုင်ပြီးမှဆော့စီခြင်းနဲ့ပေါ့နော်ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာတော့ Olmoro Rafinha ရော Pedri ရောအကုန်လုံးဆောင်လာနိုင်တယ်လို့ထင်တယ်ပေါ့နော် Barcelona ဖက်မှာလည်း တော်တော်လေးကိုဒါကတော့ဟန်စီဖလစ်ကတော့တော်တော်သတိထားပြီးချင်းကတ်လာမှာလို့ထင်တယ်။ဘာစီလိုနာအတင်းရဲ့အိမ်ခွင်းကတော်တော်လေးကြောက်ဖို့ကောင်းတယ်။ဘာလို့တူနိုင်ထားတဲ့ပွဲတွေကြည့်လိုက်ဘာလို့အလာဘက်တို့ဒါဘီလ်ဘာအိုရိုအယ်ချီတို့ဒီသုံးပွဲလုံးသူကြည့်အောင်ကန်ထားတယ်ဗောနော်။သူကြည့်ရှုံးထားတာနဲ့နိုင်ပြီးရှုံးတာဆိုဂျီရိုနာဒါဗောနော်ဆိုစီဒက်ဒီအတင်းနေရှိမှာပင်ဂီတာဖေးတို့ ဗလန်စီယာတို့ကြတော့ဂိုးပြတ်နိုင်ထားတယ်အိမ်ဝင်းလုံးဝရှုံးဝဲမရှိသေးဘူးခုနှစ်ပွဲလုံးနိုင်ထားတယ်အိမ်ဝင်းမှာဆိုရင်တော်တော်လေးကိုကြောက်ဖို့ကောင်းဒိန်ဂျာရှိအောင်နော်အိမ်ဝင်းမှာ23နဲ့3ဂိုးလောက်တွင်းထားတယ်ခင်ဗျာကျွန်တော်ထင်တာအီတီကိုရဲ့လက်ရှိအဝေးဝင်းကာရာဖောင်ကြီးမှာဆိုရင်တပွဲရှုံးထားတယ်ခုနကကျွန်တော်ပြောပြီးပြီအဲ့ဒါအစပန်ယော2-1နဲ့ရှုံးတာဖြစ်တယ်အဝေးဝင်းမှာအဲ့ဒါကျွန်တော်ညီကိုလေးနောက်ပွဲနိုင်3ပွဲတည်တပွဲရှုံးဆိုတော့အဲ့ဒီ တရင်နဲ့အနိုင်ပွဲတွေကိုကြည့်လိုက်မယ်ဆိုတော့အကုန်လုံးကိုအောက်တည်ကြထားတာအလာဘက်တိုမာယောကာရိုဆယ်တာဗီကိုရီးယားဘက်ဒစ်ဂီတာဖေးအကုန်ကိုအောက်ကြထားတယ်ပေါ့နော်ဒါမှခန်းစစ်ကလည်းဂူးတွေပြန်ပြန်ပေးနေတယ်ဒါအီတီကိုရဲ့လက်ရှိကာရာဖောင်ကလုံးဝ fire ဖြစ်နေရတယ်ကျွန်တော်ညီကိုတယ်တော်တော်လေး fire ဖြစ်နေနောက်ဆုံး55ဝက်ဆက်လောက်ရှိပြီထင်တာသူတို့လုံးဝရှုံးမမကြုံသေးဘူးခန်းစစ်ပိုင်းကိုကြည့်လိုက်မယ်ဆိုရင်ဘာစီလိုနာထက်တောင်တာတယ်ခန်းစစ်က နောက်ဆုံးနှစ်ပွဲဆက်ကလင်းရှိရထားတာဗျာဂီတာဖေးတို့ရီယက်အိုဘီတိုတို့စီဘီလာတို့ဘက်ဒစ်တို့ဒီလိုအသင်းတွေကိုသူကလင်းရှိယူထားတယ်ပေါ့နော်အဲ့တော့ဘာစီလိုနာအသင်းကိုကြည့်လိုက်မှာဆိုရင်ဘာစီလိုနာအသင်းကလည်းမဆိုးပေါ့နော်ဒါအစင်လာပိုင်းမှာကြည့်မှာဆိုလို့ရှိလို့ရှိရင်အများအားဖြင့်ဒီနှစ်သင်းတွေ့တိုင်းလဲအကူရီအပြန်လံပြန်ပြန်တွင်းတက်တဲ့အတလက္ခဏာရှိရပါတော့။ဒါ head to head ဘိုင်းမှာဆိုလို့ရှိရင်တော့ဒါ Spain La Liga မှာဆိုလို့ရှိရင် ။ဒါဘာစီလိုနာနိုင်တော့နိုင်တယ်ဒါပေမဲ့အဲဟံပြတ်သားရရလာမျိုးနဲ့နိုင်ထားမျိုးတော့မတွေ့ရဘူး။ဒီပွဲထဲမှာဖွန်တာဝိုင်းစ်ပဲပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင်ဘာစီလိုနာအနိုင်ကိုဖျား၈၀တရီကို၄ဆဒါတီကိုအနိုင်ကိုဘာလို့အမြင်မပေးရလဲ၃ဆခွဲပေါ့နော်အဲ့လောက်ပဲပေးထားတယ်ဗျာ။အဒီကိုပေါင်းကြီးရတယ်တော်တော်လေးပေါ့နော်၃လုံး40ရှုံးဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာ80ကို body ပေါ့နော်။တရေတပွဲလို့ကျွန်တော်မှန်းထားတယ်ပေါ့နော်။တရေတော့ရအောင်ဆော့မလို့ဖြစ်နေ အတီကိုနဲ့ကျွန်တော်ဒါဂိုးပေါင်းအောက်ကိုကျွန်တော်ကြွေးချက်လိုက်ပါတယ်ပေါ့နော်ဘာစီလိုနာကောင်းတယ်ကျွန်တော်သိပါတယ်ဒါမှကျွန်တော်ဒီပွဲမှာအတီကိုတရည်ယူမလို့တုံ့တမ်းမိတယ်ပေါ့နော်ဘာစီလိုနာအတွက်ကလည်းနိုင်ဖို့အကြီးကြီးတယ်ဗျာဒီပွဲမှာတရည်ယူယူရမှာပေါ့နော်နောက်တစ်ပွဲကတော့ဘလက်ဘန်နဲ့ Switch တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါချန်ပီယံရှစ်ပွဲစဉ်ဖြစ်ပါတယ်ဒါ round 6ပေါ့နော်ဒါအကြံပွဲဖြစ်မှာ wasn't chao ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါ SWIT အသင်းကပေးထားပါတယ် level 80ရှင်ကိုပေါင်းချင်းနှလုံး60ရှင်ကမှပေးထားတယ်ဘလက်ဘန်ကကျတော့အင်ကွင်းညနဲ့အသင်းပေါ့နော်အဝေးကွင်းကတအားကောင်းတယ်အင်ကွင်းမှာဆို6ပွဲနဲ့9ပွဲတည်း9ပွဲရှင်ဒါ69ကူရတယ်22ကူပေးထားတယ်ပေါ့နော်ဒါတစ်ဖက်ကဒါ SWIT ကိုကြည့်မှဆိုရင်သူအသင်း10မှာရှိတယ်9ပွဲနဲ့6ပွဲတည်း4ပွဲရှင်ထားတယ်ပေါ့နော်တိုက်စစ်က29ကို ပေးကူက18ကိုဘလက်ဘန်အဝေးခွင်ကောင်းတာအဝေးခွင်မှာဆိုအဆင့်နဲ့မှရှိတယ်ဗျာအင်ခွင်မှာဆိုလို့ရှိရင်ဘလက်ဘန်တော်တော်ဆိုးတယ်အဆင့်23မှာအင်ခွင်ပွဲနဲ့တပွဲပဲနိုင်ထားတယ်အဒီတစ်ချက်ကတိတ်တော့မကြိုက်ဘူးဗောနော်ဒါဘလက်ဘန်အင်ခွင်ပွဲတွေကိုကြည့်လိုက်ချင်းတိတ်အားရလည်းမကောင်းအင်ခွင်ပွဲတွေမှာဆိုအကုန်ရှုံးတယ် QPR ဒါဘီ Sheffield United တို့ Swansea တို့ Norwich တို့ Birmingham တို့ရှုံးတယ်ဒါမှမဟုတ်ဒီအသင်းမှာဂိုးတကူထည့်နိုင်တယ်နော်ဒီအသင်းကလုံးဝ သူတိုက်ဆက်ခါတာကာရဖောင်တာမကောင်းတာအိမ်ဝင်ကာရဖောင်တာမကောင်းတာဒါမှသူ short ထားတာနောက်ဆုံး6ပွဲပေါ့နော်ကိုရီထည့်ထားတယ်တစ်ခါက switch ကိုကြည့်မှဆိုလို့ရှိရင်တော့ switch ကလည်းဒါပြီးကြတဲ့တရက်ကတော့ Oxford United ကို2-1အဲ့ဒါကကျွန်တော် Oxford United ပေးရတယ်ပေါ့နော် Oxford United 2-1နဲ့ဒါရှုံးထားတယ်ပေါ့နော်သူကလည်းတိုက်ဆက်ကတော်တော်ကြောက်ဖို့ကောင်းတာပွဲတိုင်းလို့လို့ဂိုးရရတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ Botini ဖြစ်ဖို့များနေတယ်ပေါ့နော် ဒါအစင်လာဘိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ SWIFT ကပဲအတန်းကြီးတွေရထားတာတွေ့ရတယ်ဘာလို့နောက်ဆုံးနဲ့ပွဲဆက်ဒီပွဲစဉ်ကစော့ရင်လည်းရက်သွားလေဒါ20ရက်6လတော့ကစော့ရင်လည်းရက်သွားတဲ့ပွဲကိုပြန်ကန်နာနဲ့တွေ့တယ်ဒီဘွားစင်မှာဖွင့်ထားတဲ့ဝိုင်းဆက်ပေါက်ကြီးကတော့ဒါ black band အနံကိုဒီစတရေကိုလည်း၄စ switch အနံကိုပြ90ပေးထားကျွန်တော် switch ကြိုက်တယ် ဗိုတင်းတူစကောရဲ့စထိုးဖို့အကြံပေးခြင်းပါတယ်။ဆုံးတပွဲကတော့ဒါအီတလီကိုပါအီတလီယာဂျူဝင်တက်နဲ့ဥဒိနေတို့ရဲ့ပွဲစဉ်ဂျူဝင်တက်ကတလုံး60ကျော်ကိုပေါင်းကြီး3လုံး80နိုင်ဆိုမှပြထားတယ်ပေါ့နော်။ဒါဂျူဝင်တက်ကလူဆောင်ထောက်မှာလားဂျူဝင်တက်ကတော့အင်ဂွန်းကောင်းတယ်ပေါ့နော်။အင်ဂွန်းမှာဆိုရင်ရှုံးမမရှိသေးဘူး။ဘောင်းမှာရှုံးမမရှိသေးပါဘူး။ဂျူဝင်တက်ရဲ့အင်ဂွန်းပွဲစဉ်ကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့အားကြီးကိုပြတ်ကြီးနိုင်ထားတဲ့ဟာမျိုးကမတွေ့ရဘူးပေါ့နော်။ ဒါဥဒင်းနဲ့ကိုဒါတတိစီးရီမှာ31နဲ့နိုင်ထားတယ်ဗောနော်ဒီအတင်းအောင်ပဲဗောဗျာသူတို့ချန်ပြန်လင်းမှာဆိုရင်လည်းဒါခံစစ်ကြည့်ရတိတ်မကြိုက်ဘူးတွေပြန်ပြန်ပေးရတယ်တတိစီးရီမှာသူတို့ဒါအာမားနဲ့ဂျီနိုအာလောက်ကိုပဲဒါသူတို့ကလင်းရှိရထားတယ်ဗောနော်အင်တာမီလန်တို့ဒေါ်မွန်တို့ဗီရိုနာတို့ကိုမိုးတို့သူကိုသိန်းခန္ဓာရီယယ်မက်ဒစ်လာဇီယိုဗောနော်ပြီးလို့ရှိရင်ခရီမိုနီစီ ယူပြီးလို့ရှင် supporting တို့เนาะ Torino Fiorentina တို့နောက်ကျောက်သူဂိုးတွေတွင်းခံထားရတယ်ပေါ့နော်ခုဒီနေ့အတင်းရလဲဂိုးဂိုးတွင်းနိုင်တယ်ဆိုတော့နည်းနည်းတော့တတိထားမှာထင်တယ်ဗျာချေအောင်မခက်မလို့ထင်တယ်ကျွန်တော်ဒီပွဲอ่ะလက်ရှိကာရာဖောင်ကတော့ဒါဦးဒီနေ့တော့အလားဒီမကောင်းဆိုပေမဲ့လဲအဝေးကွင်းမှာတော့နည်းနည်းချတယ်ပေါ့နော်အင်ကွင်းမှာဆိုရင်တော့ဂိုးတွေပြန်ပြန်ရတတ်တယ်ဒါမှမဟုတ်ပြီးခဲ့တဲ့တပါကတာပါမအတင်းကိုတူးစီးနေတော့နိုင်ထားတယ်ပေါ့နော်ဒီပွဲဆက်မှာအရာနေနဲ့ထွက်လာမလားဒါကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ် ဂျပန်တက်ကလည်းဒီအသင်းနဲ့တွေ့ရင်အများန်းဒါနိုင်လေးရှိတယ်ပေါ့နော်။အများန်းနိုင်လေးရှိတယ်။ဝိုင်းဆက်ပေါက်ကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဂျပန်တက်အနိုင်ကိုပြား40တရေကို5စဥဒိနေအနိုင်ကို9စကျွန်တော် boating to score yes ໃຊပါတယ်။ boating to score yes ໃຊတယ်ပြီးရင် body မှာကျွန်တော်ဥဒိနေကိုရဲဆုံးယူလိုက်ပါတယ်။ဥဒိနေကိုရွေးချယ်လိုက်ပါတယ်နော်။ညီကိုတို့ဒီနေ့ကတော့ဒီလောက်ပါပဲ။ အကြိုက်ချင်းတူရင်လည်းလက်တွဲပေါ့ဗျာအကြိုက်ချင်းမတူဘူးဆိုရင်လည်းဒါဒီကိုရိုနာတထထဲမကြဘူးဆိုရင် app ဝဲကိုပယ်လိုက်ပေါ့နော်အားလုံးအပေါင်းပြကြပါသေးကျွန်တော်လည်းအခုနည်းနည်းလေးမိကောင်းတက်တာနေပါပြီကြာမှကြာမှရတဲ့တိတ်မကောင်းတော့ပေါ့နော် line net လေးတွေတော့တစ်ချက်ကြည့်ပေါ့နော် line net တွေအရေးကြီးပါတယ်ဒီလိုဂျားရက်တွေမှာကြာတော့နော် line net ကတအားအရေးကြီးပါတယ် line net တွေကိုကြည့်ပါကစားသမားအဆောင်အောင်ရှိမရှိကြည့်ပေါ့နော်ပြီးမှပဲကစားဖို့ကျွန်တော်အကြံပေးခြင်းပါတယ် 他让我单挑啊